ခေါင်းထဲမှာအမိုက်တွေထည့်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှင်ခေါင်းအေးအေးမထားနိုင်တော့ချောခေါင်းအေးအေးဆိုလို့ရေဆွတ်တာမျိုးမလုပ်နိုင်နဲ့နော်အေးပတ်တော့မယ်ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထည့်နဲ့မြူနစ်စပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တမိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အဲ့တော့ဆိုရင် အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ် အဲ့ဒါတွေမထက်နဲ့ဝုန်းဟိုတော့ချောင်းချောင်းထားခြေတော့ကိုတော့နှွေးနှွေးလိထားလို့ပြောချတယ်ပေါ့နော်ခြေတော့နှွေးနှွေးခေါင်းအေးအေးဝုန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါခြေပတ်တုတ်တဲ့ခြင်းအကြောင်းနေပဲကျမ်းမာပြီးတော့ခြေပတ်တုတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာဇာယိနောဆိုတာဆင်ញင်သုံးသက်တတ်ရမယ် ကိုအခြေအနေကိုကိုစဉ်းကျင်သုံးသပ်တယ်။ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲ။ငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းစဉ်းကျင်သုံးသပ်ရမယ်။ဒီတဲ့အစဉ်မြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရမယ်။စဉ်းကျင်တဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်။တွေ့တောင်မှုတွေကိုရှင်းချလို့ရတာ။